အာဖေးမလက်တွဲခေါ်ရတဲ့အတွက်လေကျေးဇူးများကြီးတင်ပါတယ်အမတ်တရပြောမယ်ဆိုလို့ရှိရင်ဒီကားလေးရိုက်တဲ့အချိန်မှာတကယ်ကို main ထိုက်ရတဲ့နေ့ပါလေဟုတ်ကဲ့ဒါတော့ငလေးလှုပ်ပါတယ်အကိုတကြီးကတိတ်ချဖို့ကောင်းပါတယ်အဲ့ဒါပြီးတော့ငလေးလှုပ်ပြီးတော့အရန်မူမူရတဲ့ဇင်ဝုန်းတိုင်းချက်ရတဲ့ဇင်ကိုရိုက်ပါတယ်ကြိုးစားပြီးတော့သူတို့မနမနီယာပြေးဆောင်ပါတယ် ီတော့ shooting break လိုက်ရပါတယ်ခေါင်းရံခိုင်လို့ပါအားလေးအမှတ်တရပါကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုး channel 7နဲ့ neuro for you application ကနေပြီးတော့ download လုပ်ပြီးတော့လည်းကြည့်လို့ရတယ်အာဒီလိုမျိုးအကောက်ခွန်လာတဲ့ဇလန်တွေတွေကိုအားလုံးကလည်းကြားသားတဲ့အခါမှာအားပေးကြပါဦးလို့လည်းလေးရပြောချင်ပါတယ်အချိန်ယူပြီးလာရောက်ကြတဲ့ကုန်တီရှိလူကြီးများအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ဒီတရားလာကြတဲ့ပညာရှင်တွေအမှတ်တရလေးညဝေမိတဲ့ပညာရှင်ကြားသိပြရစေ။အားလုံးပဲမိတ်ကပ်တဲ့ရပါအားလုံးပဲမင်္ဂလာပါ။အာချူလေးကဒီယမကကျူဆိုတဲ့ဇလန်တွေမှာဖြူပြားဆိုတဲ့ကောင်မလေးတစ်ဖြစ်လေအဲအကောင်းဆုံးကြိုးစားပြီးတော့ရွာကောင်မလေးဖြစ်လို့ဥစားထားပါတယ်အဲပြီးတော့ဒီကောင်မလေးကအချစ်ကြောင့်ခံစားချက်တွေနဲ့ ငွေမရှိရင်အဲဘဝကြီးကအသေးပဲမရှိဘူးဆိုတဲ့လွဲလွဲမှားတဲ့အယူဆရတဲ့ယောက်ျားလေးကိုသူ့ရဲ့ဘဝတက်လမ်းမှာလေကားတစ်ခုလိုအသုံးချရင်နဲ့မိုးမြင့်မေဆိုတဲ့ကောင်မလေးရဲ့အဖြစ်ကိုရောက်ရှိလာတယ် သူပြန်လေးมาသွားတဲ့အချိန်မှာသူ့ရဲ့အတိတ်အရေးမဲကြီးကနောက်မှနေတောက်လျှောက်လိုက်လာခဲ့ပြီးတော့ဟိုနောက်တာရရသွားတယ်အဲ့လိုမျိုးဇက်ကားပြေအကောင်းဆုံးစူးစမ်းပြီးပြုဆောင်ခဲ့တယ်အဲ့ချိန်မှာလည်းအဲ့လိုပဲကိုရကြီးကရိုက်မယ်ဆိုပြီးဇက်ကိုပေါ့နော်အန်တီတီယာနဲ့မဆန်နာတို့ကလည်းဂျူလီကိုကမ်းလှမ်းတဲ့ချိန်မှာဇက်ကိုအရန်ကြိုက်တယ်အဲ့နဲ့ဂျူလီလည်းရိုက်မယ်ဆိုပြီးဂရုဝဲနေကြတော့မှဖိတ်စာမှာအထူးသဖြင့်ဆောင်တယ်ဆိုတာလေးထိုးထားတော့ အရင်လည်းအံ့ဩသွားတယ်အရင်လည်း surprise ဖြစ်တယ်နည်းနည်းလေးရှက်တယ်ပေါ့နော်ဒါပေမဲ့လည်းဟိုကိုအရင်တပိုးထားပြီးရေလို့ခံစားရတဲ့အတွက်ဒီဇက်ပုံမှာအကောင်းဆုံးကြိုးစားပြီးတည်ဆောက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်โอเคจม้าดิสแลนด์ด้วยนักคู่เนี่ยปัดเสร็จแล้วถัดไปอ่ะอัตติยาสกาပြောเลยจม้าเนี่ยอนิจจังชินาชื่อป่ะล่ะရှင်โอเคไมค์นี่ครับ โอเคအဲ့တော့ဇလန်းတွဲရလဲနှစ်ခုဖြစ်တဲ့ခါကြတော့လေနောက်ထပ်အမှတ်တရလေးကိုညွှန်ပြပေးပါအောင်အဲကျွန်တော်ကတော့ဒီစိတ်သိမ့်ဝင်ရောโอเคရှင်ဘက်ကယူရောကျွန်တော်ကပါမင်းအပြစ်ထားပါတယ်အဲ့တော့နှကားစလုံးကတော့သူဘယ်လိုပြောမလဲအင်တာဗျူးမှာဖြစ်တတ်ကြတဲ့အကြောင်းအရာလေးတွေကိုထည့်ကြည့်ရ